တံပလာဝင်ခွင့်အတွက် Everton ကိုအနိုင်ကမ်းရမယ့်ညီမလေးတို့အတင်အားလုံးပဲမင်္ဂလာပါ Premier League ကချန်ပီယံလူပွဲကတော့အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီးတော့စမန်ကြီးတို့ကလည်းထုံးစံအတိုင်းပဲဒုတိယလူဆက်ဖြစ်မှုတည်ကြသွားခဲ့ပါပြီဒါပေမဲ့လည်းတံပလာဝင်ခွင့်အတွက်တိုက်ပွဲကတော့ဆက်လက်ပြင်းထန်နေတုန်းပဲဖြစ်ပါတယ်ဒီနေ့မှလည်း Premier League ကတံပလာဝင်ခွင့်အတွက်900နေရာတိရလာမှာဖြစ်ပြီးတော့အဆင့်9တွင်းဝင်တဲ့အသင်းတွေဝင်ခွင့်ရကြမှာပါလက်ရှိမှာအဆင့်3ကနေအဆင့်9တိအသင်းတွေကအမှတ်ကွာဟချက်ကျင်းမြောင်းနေပြီးတော့အကုန်လုံးမျောလင်းချက်ရှိနေသေးပါတယ် အကြောင်းရာသီပိတ်ပွဲစဉ်တွေအထိအပြိုင်ဆိုင်ဖြစ်လာကြဖို့လည်းရှိနေပါတယ်။မြန်မာလေးတို့အတင်အားဆိုရင်ဒီရာသီမှာအဆင့်နှစ်ထိရောင်းချောင်တက်သွားလိုက်သေးပေမယ့်နောက်ပိုင်းပြန်ထိုးကျလာပြီးတော့အဆင့်6တိကျဆင်းနေကြပါတယ်။အကြောင်းဒမ်ဘလာဝင်ငွေအတွက်ဆိုရင်မြန်မာလေးတို့ရဲ့လက်ကျန်ပွဲဒီမှာရှားနှောင်းပြည့်နိုင်ပွဲယူဖို့လိုအပ်နေပါတယ်။ဒီဘက်မှာတော့မြန်မာလေးတို့အနေနဲ့ Everton Thing ကိုအင်ကွင်းမှာရင်ဆိုင်သွားဖို့ရှိနေပါတယ်။ Everton Thing ဟာခန်းစစ်ပိုင်းကောင်းမွန်တဲ့အတင်းအသင်းဖြစ်ပြီးတော့အတင်းကြီးတွေကိုပါရုန်းကန်ရအောင်လုပ်နိုင်နေပါတယ်။ ဒါကြောင့်ညီမလေးတို့အနေနဲ့ Everton ကိုရောနိုင်ယူနိုင်ပါမလားဆိုတာအနည်းငယ်စောင့်ကြည့်သွားအောင်ပါ။ညီမလေးတို့ကလာမယ့်ကြားရဲ့ထဲမှာလည်း Conference League Semi Final ပွဲစဉ်ကစားသွားဖို့ရှိနေပါတယ်။ Semi Final ဆိုပေမဲ့တစ်ဖက်အသင်းကနာမည်တော်မသိတဲ့အသင်းလေးဖြစ်နေတာကြောင့်ညီမလေးတို့လည်း Premier League ကိုပဲပုံပြီးအာရုံစိုက်လာနိုင်ပါတယ်။အချို့သောအဓိကကစားသမားတွေကိုအနားပေးလာနိုင်သေးတယ်ဆိုပေမဲ့ပါမနဲ့ Jason တို့ကိုတော့အသုံးပြလာအောင်မယ်လို့ထင်ပါတယ်။ဘက်ကအဗာဒန်အသင်းအတွက်အဓိကထွန်းတဲ့ချက်တစ်ခုကတော့ခန်ဆက်ပိုင်းကတော့ကော့စကီကဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ် ်အကောစီနဲ့ဘရန်ဝေးတို့အတွေ့ကအေဗာဒန်ခန်စစ်မာဇော်လေးအတွဲညီနေကြတဲ့သူတွေဖြစ်ပါတယ်ပြခဲ့တဲ့နိုဘူရိုနဲ့ပွဲမှာလဲတာကော့စကီထွက်သွားပြီးမှဂိုးတွေခွင့်ပြုပေးခဲ့ရတာပါ။အားကြောင့်ဒီပွဲမှာအေဗာဒန်ကန်စစ်လူမဆုံတာကညီမလေးတို့တက်အခွင့်အရေးတစ်ခုဖြစ်လာနိုင်ပါတယ်။ဒီနေ့သင်းရဲ့ပထမကြောထက်တဲ့တွေးဆမှုတွေကအေဗာဒန်ကွန်းမှာဥမကွဲတိုက်မပြတ်နဲ့ဂိုးမရှိသေးကြထားခဲ့ပါတယ်။အဲဒီကလေးကအေဗာဒန်ကန်စစ်ကကစားအခက်ခဲခဲ့တဲ့ဆိုတာကိုညီမလေးတို့မျက်မြင်တွေ့ပြီးသားလည်းဖြစ်ပါတယ်။ ဒီဘက်မှာတော့တာကွန်စကီးပြန်ပါလာနိုင်တဲ့အချက်ကြောင့်အနည်းငယ်ဖြေသားစရာတော့ရှိနေပါတယ်။ Everani ပြမွေရဲ့စကိုရိုင်းကတာကွန်စကီးမပါနိုင်ဘူးဆိုတာသူတို့အတင်းနဲ့ထုံးနှက်ချက်တစ်ခုဖြစ်သွားနိုင်တယ်လို့အင်တာဗျူးမှာဝန်ခံထားခဲ့ပါတယ်။တကယ်လို့ညီမလေးတို့ဆိုတာကလည်းသူတို့ကိုရိုင်းနံပြားတုပ်နေတဲ့အတင်းအသင်းဖြစ်ပါတယ်။ Conferli Quarter Final ဒုတိယအကြော့မှာတော့ငါလီဂါဝါဆောအသင်းကိုတော့အင်္ဂလန်မှာရှုံးနေခဲ့ရပြီးတော့ပြီးခဲ့တဲ့ပွဲတုန်းကလည်းဖူဟန်ကိုကန်ကောင်းလို့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဘက်မှာတော့ညီမလေးတို့အနေနဲ့ပျက်ပျက်သွားလို့လို့မရပဲချက်ပါလေဆိုတဲ့ Everton Cancel ကိုဂိုးရဖို့ပြစ်ကြောင်ရှင်သွားတော့မှာပါအင်္ဂွင်းလည်းဖြစ်နေတဲ့အပြင် Everton Cancel ကလူမဆုံတဲ့အချက်ကြောင့်ဒီဘက်မှာတော့ညီမလေးတို့ပဲအနိုင်ရရှိမယ်လို့ထင်မိပါတယ်ဒါပေမဲ့ဂိုးရန်ပြတ်ဖို့တော့မလွယ်ပဲနဲ့ညီမလေးတို့ပဲကတ်နိုင်သွားဖို့များနေပါတယ်အဲကြောင့်မြန်မာအိုဝင်ကြီးနေနေကတော့ဒီဘက်မှာတကူနဲ့နိုင်ရင်တော့အပြစ်မစားတဲ့ဘော်ဒီတွေထက်ဂိုးအောင်နဲ့ထိုးဖောက်ကြဖို့ပဲတိုက်တွန်းလိုက်ချင်ပါတယ်။အဆောင်လေးကြည့်ပြရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။